မင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး MCDM အဖွဲ့သားများရဲ့သတင်းနဲ့အတူလူလူစကားသံအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘိန်းဆိုင်ပြုတ်ထုတ်လုပ်မှုကအခြားသည့်နယ်အစားအသောက်လုပ်ငန်းတစ်ခုလိုတွင်တွင်ကျဲကျဲဆောင်ရွက်လာကြပြီးကမ္ဘာဘိန်းဆိုင်ပြုတ်ထုတ်လုပ်မှုထိပ်တန်းနိုင်ငံအဖြစ် UNODC ကသုံးနှစ်ဆက်တိုက်ဖော်ပြလာပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်ခင်ဗျာတနင်္ဂနွေလုံးဘိန်းဆိုင်ပြုတ်ထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းနီးပါးရှိတဲ့ရှမ်းပြည်နယ်မှာ ခြားသီးနှံဈေးကွက်တွေဇက်တိုက်ကျဆင်းလာတဲ့အတွက်ဘိန်းကိုအစားရိုးသီးနှံအဖြစ်ပြန်လည်စိုက်ပျိုးလာကြတာဖြစ်ပါတယ်ဒီဇင်ဘာ3ရက်နေ့မှာကုလသမဂ္ဂမူရစည်းဝါနဲ့ရာဇဝတ်မှုဆိုင်ရာဖွဲ့ယုံ UNODC ကကမ္ဘာဘိန်းစိုက်ပျိုးထုတ်လုပ်သူထိပ်တန်းနိုင်ငံအဖြစ်မြန်မာနိုင်ငံကို၃နှစ်မြောက်ကြီးညာလိုက်တယ်လို့တိုးလာတဲ့စိုက်ဧကတွေကိုဖော်ပြလာတာနဲ့ပတ်သက်ပြီးအဲ့ဒီဒေတာကိုကျွမ်းကျင်သူတို့ကအခုလိုပြောပါရခင်ဗျာစိုက်ချင်လို့စိုက်ကြတာအခုကလေစိုက်ချင်လို့စိုက်ကြတာ market ပို့ပြီးတော့ 西罗赛达不咯，巴塞古西罗赛达，西罗赛古那路不，伊那路咪有，伊屋里头某某老人家，爸妈咪西罗哩，咪西罗来开车咯，古那古古那条路不，伊那路咪古那条路，出的来就庙里阿啥古龙，比家啦，比家流哩，庙里比的，庙里比的，哎路，哎路的去哒，哎哟，古那海呢罗巴山咪，滴讲啊，滴摩崖阿不咯，摩崖嘞，搿爸妈西尼的，滴讲摩崖。 ဆရာချွန်တော်အကုန်လုံးမြန်မာပြည်မှာလာပြီးတော့ဟို market လာဝယ်ကြတဲ့ပုံမှာရှိတယ်လေ2021ခုနှစ်အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာဘိန်းကင်းတွေကိုတကွင်းနဲ့တစ်ဆက်တည်းကြဲကြဲပြန့်ပြန့်နဲ့ပေါ်ပေါ်တင်တင်စိုက်ပျိုးလာကြပါတယ် UNODC ရဲ့ထုတ်ပြန်ချက်အရဘိန်းစိုက်ပျိုးတဲ့ဧကက33,250ဧကရှိလာပြီးဒီပမာဏကကမ္ဘာထိပ်တန်းဘိန်းစိုက်ပျိုးသူနိုင်ငံဖြစ်လာတဲ့2023ခုနှစ်ကထက် အေက15000ပို့ပြီးစိုက်ပျိုးထုတ်လုပ်လာတာဖြစ်ပါတယ်။ရှမ်းပြည်နယ်ကတော့2023ခုနှစ်ကထက်13500เอกပို့များလာပြီးလက်ရှိမှာတော့33250เอกအထိစိုက်ပျိုးထုတ်လုပ်လာတာဖြစ်ပါတယ်။2025ခုနှစ်ဘိန်းရာသီအစမှာတော့ဘိန်းစိန်တပိတ်တာကို72သိန်းဝန်းကျင်ကနေ75သိန်းအထိမြင့်တက်လာခဲ့ပြီးဘိန်းမျိုးစိတ်မြေစီအပြင်စိုက်ပျိုးစရိတ်တွေကိုပါကြိုတင် ထုတ်ချေးလာတာဖြစ်ပါတယ်။ဒါကြောင့် မီယူဖလာဘိန်းဆိုင်ပြိုးခဲ့တဲ့ဒေသတွေအပြင်အခြားသီးနှံဆိုင်ပြိုးသူ တောင်သူတွေလည်းဘိန်းကိုအခြားဟင်းသီးဟင်းရွက်အစားထိုးသီးနှံအဖြစ်ပြန်လည်ဆိုင်ပြိုးလာကြပါတယ်။ဒီအချိန်ဒီကိုရှမ်းပြည်တောင်ပိုင်းမှလဖက်ကော်ဖီဟင်းသီးဟင်းရွက်ဆိုင်ပြိုးသူတောင်သူတို့ကအခုလိုပြောပါရခင်ဗျာ။ကျွန်တော်အမည်ကတော့အကူအနိုင်ငံရေးရဆိုဂျာပန်ကဟိုဂျီနီယာဒီဖက်ကမှစုမမှုဟာဟိုမရှိမှပူပြီးတော့လွယ်ရတဲ့ဟာကိုလုပ်လာကြတယ်။အဲ တိနာသာထူလုပ်လေတဲ့သဘောမျိုးလည်းမဟုတ်ဘူး။ဒီတော့ဗိန်းသာထူတိနာဆိုပြီးတော့တန်တဲ့တိနာတွေကျွန်တော်တို့လုပ်လာခဲ့တိုင်းနေတော့ရတယ်။အကူဒီတိနာသာထူကိုလုပ်တဲ့လူတော့မဟုတ်ဘူး။ဒီငွေရပေါ့ဒုံစားကန်စားဖြစ်တဲ့ခါကျတော့ငွေရပေါ့ရလန်းလွေတဲ့ဟာမျိုး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 ရတဲ့ဟာကိုလုပ်လာကြတယ်။ဒီပြမဆိုရင်တော့ဒီကစီးဆောင်ဆိုင်တယ်။ဘိန်းကတော့ဒီကျွန်တော်တို့ပေါင်းခြင်းမှာတော့ဟိုတီးကြတော့ မဆိုင်ဘူးအေးနည်းနည်းလက်ဆောင်မပြီးတဲ့နေရာမှာစိတ်ကောင်းစိတ်မနေနဲ့လူချစ်ပြတ်တဲ့နေရာအဒီကတော့နိုင်ငံကြီးချင်းဒီဘောလီဟိုဘက်ကလည်းမစုံမနိုင်ဒီဘက်ကလည်းမစုံမနိုင်ဆိုရင်နေရာမျိုးမှာအထွတ်ထုံနေဒီလုံလုံကြီးမထွတ်ထုံနေတဲ့အဲကွာလာမှာဟိုတူချေစိတ်လာကြတယ်အဲဒီအဲ့ဒါပဲမြန်မာနိုင်ငံဟာကမ္ဘာဘိန်းအများဆုံးစိုက်ပျိုးသူနိုင်ငံအဖြစ်၃နှစ်ဇက်တိုက်ရပ်တည်နေသလိုစိုက်ဧကတွေတိုးလာတာကလည်း အကြမ်းဖက်စစ်တပ်ရဲ့အာဏာဖြန့်ကျက်နိုင်တဲ့နယ်မြေချင်းမြောင်းသွားတဲ့အခြေအနေဖြစ်တယ်လို့သုံးသပ်နေသူတွေလည်းရှိပါတယ်။ခုကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အပေါ်ဘက်မှာလည်းဒီဒီဒီအမင်းကလားဒီလိုအာဏာကျင်းရကတော့ကျင်းသွားပြီ။ကျင်းသွားတဲ့အခါကျတော့ဆိုရမှာပေါ့သူလည်းကိုယ်နဲ့အပိုင်ဆိုမှာပေါ့ UNODC ရဲ့ထုတ်ပြန်ချက်အရဘိန်းဆိုင်ဧကတွေကရှမ်းပြည်နယ်အပြင်ကချင်ပြည်နယ်မှာ16025ဧကတွေ ချင်းပြည်နယ်မှာ2600เอกာကယားပြည်နယ်မှာ1590เอกာနဲ့စကိုင်းတိုင်းက1380เอกာနဲ့ဗိမ်းအများဆုံးစိုက်ပျိုးတဲ့ထိပ်တန်းနိုင်ငံအဖြစ်ကြီးညာခံရပြီးသုံးနှစ်အတွင်းပထမဆုံးစိုက်เอกာစည်ရင်တက်လာတဲ့အကြီးဆုံးတိုင်းဒေသအဖြစ် UNODC ရဲ့စည်ရင်မှာပါဝင်လာတာဖြစ်ပါတယ် UNODC ရဲ့ထုတ်ပြန်ချက်မှာဗိမ်းစိုက်เอกာတွေဆက်လက်ချဲ့ထွင်လာနိုင်ကြောင်းခန့်မှန်းထားသလိုနိုင်ငံရေးအခြေအနေတွေအရလည်း စိုက်ပျိုးသီးနှံတွေပုံမှန်ကုန်သွယ်နိုင်ဖို့ခက်မှန်းရခက်တဲ့အခြေအနေဖြစ်နေတာကဈေးကွက်တည်ကြတဲ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကိုပိုပြီးချက်ထွင်လာနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့မင်းယူပါ